ပြိုင်ပွဲပြိုင်မှလည်းမဟုတ်ပါဘူးခင်ဗျ။ဟိုဝါသနာကလေအဲ့ဒါလေးတခုကြားရဲဖြတ်ပြောတာပါ။ဟိုပြိုင်ပွဲတွေမပြိုင်ဘူးစုလည်းမရှိဘူးလည်းရပါတယ်။ကိုဝါသနာပါတဲ့လို့ကိုကောင်းအောင်လုပ်လို့ရတယ်။ဒီကိုဝါနာပါတဲ့ဒီတက်တူးကြီးနဲ့ပဲကျွန်တော်အသက်မွေးဝမ်းကြောင်းပြုပါမယ်လို့လည်းကျွန်တော်မစင်စားခဲ့ဘူးပါဘူးဗျာ။ကျွန်တော်တို့အချိန်တော့ကလည်းဒါနဲ့ပဲအဲ့လိုမျိုးအသက်မွေးဝမ်းကြောင်းပြုလို့ရတဲ့အနေထားမဟုတ်ဘူးလေ။အဲ့ဒီခက်ကလည်းကျွန်တော်လိုက်ဖို့ပဲလိုတယ်။လှဖို့ပဲလိုတယ်ဆိုအဲ့လိုလူကလည်းတီးတန့်ရှိတယ်။ဒါကြောင့် artist ကိုသူ့ရဲ့ပုံကိုယ်စွဲရလာတယ်။အဲပုံမရွေးတော့ဘူး။ ယုံကြည်တယ်ဒီ artist ကိုယုံကြည်တယ်သူကြိုက်တာလေးလုပ်မှာပဲ artist ကလည်းအဲ့လိုမျိုးလှုပ်ခွင့်ပေးပြီဆိုတော့သူကစိတ်တိုင်းကျလှုပ်ပြီလေ တော်တို့ hobby channel မြန်မာဆိုတာမြန်မာနိုင်ငံမှာရှိတဲ့စိတ်ဝင်စားဖွယ်ရာဝါသနာပေါင်းစုံကိုရိုက်ကူးတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အစီအစဉ်ကောင်းတွေကိုအမြဲတမ်းကြည့်ရှုရအောင်လို့ subscribe button လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်။ဟုတ်ကဲ့မင်္ဂလာပါခွေကျွန်တော်ကဒီ တတူးကိုဘယ်ကနေစပြီးတော့တတူးကိုတွေ့ပြီးဝါသနာပါလဲဆိုတော့ကျွန်တော်2008လောက်ဖြစ်မယ်ဗျ2008လောက်မှာတော့ကျွန်တော်က10ကျော်သက်ပေါ့16နှစ်ဝင်းကျင်ပေါ့16နှစ်သားဝင်းကျင်ဆိုတော့ကျွန်တော်တို့အဲ့အချိန်တော့ဒီမကွေးရကိုကျွန်တော်တို့ရဲ့လက်ဦးဆရာတွေနဲ့လက်ဦးဆရာတွေသူတို့ရဲ့သူတို့လည်းအဲ့တော့တော့ဒီကုလို့ဆက်တွေတော့မဟုတ်ပါဘူးဒီလိုကောက်ဟန်မိတ်ဆက်တွေနဲ့ရေးနေတာပေါ့အဲ့မှာကျွန်တော်ဆရာကြီးနဲ့ခင်မင်းရင်းနှီးခွင့်ရပြီးတော့ အော်ကျွန်တော်ကလည်းညနေညနေဘက်ဆိုလို့ရှိရင်ကိုအားတဲ့ချိန်လေးအပြင်နေပါသွားအဲ့လိုဆရာသမားတွေအိမ်သွားလဲလဲနေတာကိုတွေ့ပြီးတော့မှအာကျွန်တော်ဒီတက်တူးတွေကိုယောက်လာတာပေါ့နော်ဒါတော့အတူချုံပြောရအောင်အဲ့လိုမျိုးနဲ့ယောက်လာတာပါဟုတ်ဒီတက်တူးဒီကိုဝါနာပိုင်းဒီတက်တူးကြီးနဲ့ပဲကျွန်တော်အသက်မွေးဝမ်းကြောင်းပြူပါမယ်လို့လည်းကျွန်တော်မစဉ်းစားခဲ့ဘူးပါဘူးဗျာကျွန်တော်တို့အချိန်တော့ကလည်းဒါနဲ့ပဲအဲ့လိုမျိုးတက်မွေးဝမ်းကြောင်းပြူလို့ရတဲ့အနေထားမဟုတ်ဘူးလေအဲ့ဒီခက်ကလည်း အဲဒါမဲ့အခုတဖြည်းဖြည်းနဲ့အမြင်လေးကျယ်လာပြီကိုကလည်းကိုဝါနာပါတဲ့လမ်းလေးကိုဒီဇိုင်းမမတ်ရှောက်တော့အခုဒါလေးကကျွန်တော်အသက်မွေးဝမ်းကြောင်းလည်းဖြစ်တယ်ပြီးတော့ဘဝမှာကိုဝါနာပါတဲ့အရာလေးနဲ့ကိုအသက်မွေးဝမ်းကြောင်းနဲ့ထပ်တူကြတော့လဲကောင်းတော့ဗောနော်အဲ့မှလည်းကျွန်တော်ဒီဇိုင်းမမတ်ကလေးလုပ်ဖြစ်တာကြာဟုတ်အာဟုတ်ကဲ့ကျွန်တော်တို့ရှိမှာဗောနော်ကျွန်တော်ရှိမှာလာထိုးတဲ့ customer တွေကတော့ ဟိုသူတို့ရဲ့ဒီတနေ့တနေ့မတူဘူးပေါ့နော်သူတို့ဘလို့ပုံစံလေးဘလို့စိတ်ထားလေးနေလာထိုးကြလဲဆိုတော့အဲကျွန်တော်တို့နှစ်ပိုင်းခွဲပြောရရင်တော့တချို့ကအလှဆင်ဖို့တက်တက်လာထိုးတယ်အဲတချို့ကြတော့စိတ်ခံစားမှုနဲ့ထိုးတယ်ပေါ့အဲအဲ့ဒီနှစ်ပိုင်းမှာအာအလှဆင်မှုကြတော့ကျွန်တော်တို့ဘလို့လဲဆိုတော့ဟိုလူတယောက်ကသူ့ရဲ့တငယ်ချင်းကဥမာတစ်ခုကရွှေငါးပုံလေးထိုးလို့ဟိုသူကလည်းသူ့လက်မှာအဲ့လိုရွှေငါးပုံလေးအလှဆင်ခြင်းနေပေါ့သူကဒါအလှဆင်ခြင်းလို့ fashion တစ်ခုเนี่ย तू အလှဆင်ကျင်လို့လာထိုးတာအဲ့လိုလူကြတော့ तू စိတ်ခံစားမှုမရှိဘူးဒီရွှေငါးနဲ့ပတ်သက်ပြီးတော့ तू ဘာမှခံစားမှုမရှိဘူး तू ခန္ဓာကိုယ်မှာဒီလှတာလीပါသွားရင်ပြီးရောအဲဘောတော့ဒီဒီလက်မောင်းဖြစ်ဖြစ်ရင်ပတ်ဖြစ် तू composition နဲ့လိုက်ပြီးတော့လှတာလीပါရင်ပြီးရောအဲ့လိုမျိုးပေါ့အဲ့လိုလူတွေတမျိုးအဲ့ဒါတအုပ်စုပေါ့နောက်တအုပ်စုじゃစိတ်ခံစားမှုနဲ့စိတ်ခံစားမှုကဘယ်လိုလဲဆိုတော့အာ ျွန်တော်ကအခုဗျာကျွန်တော်၄ view ကိုကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်၄ view ပုံထိုးတယ်ကျွန်တော်လက်မောင်းဆိုလဲဆိုတော့၄ view ပုံရှိမယ်အဲနောက်တစ်ယောက်ကဥမာတခုဟိုဘောလုံးသမားဆိုဥမာဒိုလေးကြိုက်တယ်ဆိုဒိုလေးပုံထိုးမယ်တချို့ကအမေကိုချစ်တယ်ဆိုအမေပုံလာထိုးမယ်အဖေကိုချင်းအဖေပုံထိုးမယ်ကိုဇနီးမယားချစ်သူကိုချစ်တဲ့သူကချစ်သူပုံသားသမီးချစ်တဲ့အဲ့အရာတွေကိုကြာကျွန်တော်တို့ကစိတ်ခံစားမှုအရာထိုးတဲ့သူတွေဆိုပြီးတော့တသက်တအုပ်စုခွဲထားတယ်ပေါ့အဲ့လိုမျိုးနှစ်အုပ်စုလာထိုးတယ် အဲ့ဒါစိတ်ခံစားမှုနဲ့တူကြတော့ကျွန်တော်တို့ကဒါလေးလောက်ပါပါညာအရင်ကြီးတော့ဟိုသူတို့ပြောလို့တော့အဆင်မပြေဘူး။ဘာလို့လဲဆိုတော့သူတို့ကသူတို့စိတ်ခံစားမှုအရင်တည်လာတာ။အဒီပုံပဲထိုးပေးပါဆိုတော့အဲ့ထဲမှာသူတို့ကသဘောတစ်ခုကသူအမေပုံထိုးခြင်းနဲ့ဆိုလို့ရှိရင်လည်းသူတို့ရဲ့ဓာတ်ပုံလေးတွေသူတို့သူတို့ အမှတ်တရဖြစ်တဲ့ပေါ့သူတို့မိဘရည်နေတဲ့ပုံပဲဖြစ်ဘလို့ပဲဖြစ်သူတို့အမှတ်တရဖြစ်တဲ့ပုံလေးတွေယူလာအဲ့ထဲကနေမှကျွန်တော်တို့ကအဲလာထိုးတဲ့သူရဲ့အသားရည်နဲ့နေရအနေထားနဲ့ကြည်ပြီးတော့သူတို့ပြရဲ့၄၅၆ပုံနေရာမှာအစင်ပြေတဲ့ဟာလေးတခုရွေးချယ်ပြီးတော့ထိုးပေးတယ်ပေါ့နော်အဲ့ဒါတော့စိတ်ခံစားမှုသမားတွေကိုကြတော့အဲ့လိုထိုးပေးရတာဟိုဘက်ကအလှဆင်ဖို့အတွက်လာတဲ့သူတွေကြတော့အဲ့ဒီအုပ်စုကသူတွေကြတော့အဲသူတို့ကလာပြီဆိုကြလန့်ဟိုမှာတငယ်ချင်းတယောက်ကအဲ့လိုရွှေငါးထိုးလို့ရွှေငါးလာထိုးတာဖြစ်တဲ့အတွက်သူက အရန်ကြီးဟိုအောင်ဖြစ်ဘူးသူမှ idea မရှိဘူးကျွန်တော်တို့ကိုပဲပုံပုံအပ်တာပေါ့အဲ့လိုလူကြတော့အခုအစင်ပြာလေးထိုးပါပေါ့နော်ဟောကျွန်တော်ငားလေးတော့လူကျင်တယ်ပေါ့အဲ့မှာသူတငယ်ချင်းကရွှေငားလေးထိုးထားဆိုအဲ့ပုံလေးပြတယ်ကျွန်တော်တို့ကပြောရတာပေါ့အခုဒါဆိုရင်တော့အာအခုတငယ်ချင်းလဲထိုးပြီးသားဒီတိုင်းတော့မဟုတ်ပေါ့နော်ဒါပေမဲ့ဒီလိုဟန်လေးဒီလိုမှုလေးအရသာလေးတော့ရှိမယ်တမျိုးလေးတော့ကျွန်တော်တို့ဒီဇိုင်းပြောင်းမယ်ဆိုပြီးပြန်ပြောင်းပြီးထိုးပေးရတာပေါ့အဲအဲ့လိုမျိုးနှုတ်ဆုရှိပါခင်ဗျာဟုတ်တတူထိုးတဲ့အပေါ်မှာတော့ဟုတ်ကဲ့ခင်ဗျာ အာနောက်ပြီးတော့ကျွန်တော်ဒီနေရာမှာ ပြောဖို့တခုရှိတာကခုနကျွန်တော်နှစ်အုပ်စုရှိရပေါ့နော်စိတ်ခံစားမှုနဲ့ထိုးတာရယ်အလှဆင်တာရယ်ပေါ့အဲနောက်ထပ်တခုနောက်ထပ်တစ်မျိုးရှိသေးတယ်ဗျအဲ့ဒါတော့ခုနဟို client ဆိုတဲ့အုပ်စုရဲ့မှာတော့မထဲတော့ဘူးဗျဟိုဘာလို့လဲဆိုတော့အခုပြောမယ့်ဟာကြတော့ဒီအုပ်စုကကြတော့တက်တူးကိုဟိုဘယ်လိုပြောရမလဲတက်တူးဆရာကြီးရဲ့လက်ရာကြီးကို YouTube ပြီးတော့တချို့ကြရှိတယ်ဟိုကျွန်တော်ရှိလာမယ်ဆိုလို့ရှိရင်အကိုကြိုက်တာထိုးရတယ် ကျွန်တော်လိုက်ဖို့ပဲလူတယ်လှဖို့ပဲလူတယ်ဆိုတော့အဲ့လိုလူကလည်းတီးတန့်ရှိရဒါကြ artist ကိုသူ့ရဲ့ပုံကိုယ်ဆွဲရလာတယ်အဲပုံမရွေးတော့ဘူးယုံကြည်တယ်ဒီ artist ကိုယုံကြည်တယ်သူကြိုက်တာလေးလုပ်မှာပဲ artist ကလည်းအဲ့လိုမျိုးလှုပ်ခွင့်ပေးပြီဆိုတော့သူကစိတ်တိုင်းကျလှုပ်ပြီလေအဲ artist ကိုသူကပုံအပ်လိုက်ပြီဆိုတော့ artist ကလည်းပြောတယ်အဲ့ဒါမျိုးကြတော့ဒီလူရဲ့အသားရင်နဲ့လိုက်တဲ့ပုံ artist ကလည်းသူ့စိတ်ထဲမှာရေးချင်နေတဲ့ပုံတွေကိုဖန်တီးတော့တာအဲ့ဒါမျိုးကလည်းတအုပ်စုရှိတယ်တချို့ဆိုနယ်တွေကနေကိုရှိတယ်ကျွန်တော်တို့ရှိကိုလာတာရှိတယ်နေရနေဖုန်းနဲ့ဆိုတော့ ဟိုတက်တူးထိုးဖို့လှမ်းပြီးဒိတ်ယူတယ်ယူပြီးတော့တီးတန်ကြီးဒီရန်ကုန်ကိုဟိုဘက်အဝေးကြီးတွေပေါ့ရန်ပြည်တောင်ကြီးပါညာအဲ့လိုအဝေးကြီးတွေကနေကိုလာရှိတက်တူးထိုးဖို့တီးတန်ဒီကိုလာတယ်ဘာထိုးမှလဲမရှိဘူးပုံမရှိဘူးအခုကြိုက်တာထိုးအခုလက်ရအောင်ပဲကျွန်တော်တို့ကဒီ online နေမြင်လို့လေ့လာပြီးတော့လိုချင်တာဒါပဲရှိတယ်အဲ့ပြီးရင်အခုကိုယ်တိုင်ထိုးပေးပါအဲ့လိုမျိုးလူတွေလည်းရှိပါတယ် ဟိုအဲ့ဒါတော့တအုပ်စုပေါ့နော်အဲ့ဒါတော့အရန်ကိုပဲဒီ artist ကိုယူတွတ်တာပေါ့နော်အဲ့လိုမျိုးလည်းရှိတယ်ခုနကျွန်တော်ရှေ့မှာပြောတဲ့နှစ်အုပ်စုကတော့ client ရဲ့ဘက်ကနေတွားတဲ့ဟာပေါ့နော်ဟို market ဘက်ကနေတွားတဲ့ဟာပေါ့အလှဆင်တာနဲ့စိတ်ခံစားမှုနှစ်မျိုးပေါ့အခုနောက်ဆုံးပြောတဲ့ဟာကတော့အရန်ကိုယူတွတ်မှုနဲ့လာတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးရှိပါတယ်ဟိုပြောရင်ခြုံပြောရင်တော့သုံးစုလောက်ရှိတာပေါ့နော်သုံးဘွဲလောက်ကွဲအမျိုးမျိုးပေါ့ဟုတ်ဟုတ်ကဲ့အကိုကြီးကျွန်တော်အခုဆိုလို့ရှိရင်ကျွန်တော်က ဟိုတက်တူးကိုပြန်ပြီးတော့တောင်းမယ်ကျွန်တော်ဒီ beginner တွေစိတ်ဝင်စားတဲ့ညီငယ်တွေကိုပြန်ပြီးတော့ကျွန်တော်သင်တန်းလေးတောင်းပို့ချနေပါပြီဗျအာကျွန်တော်တက်တူးသင်တန်းကဆိုရင်တော့ဒီရန်ကုန်ဗော့ကြောင်မြောင်းကြောင်မြောင်းမလှကုန်းလမ်းနေမှာပါခင်ဗျကြောင်မြောင်းမလှကုန်းနေမှာအဲကျွန်တော်တို့သင်တန်းကတော့ Dream in Family ပေါ့နော် Cyber ပေါ့ Studio ကတော့ကျွန်တော်တို့က Dream Tattoo Studio ပေါ့သင်တန်းကတော့ကျွန်တော်တို့ရဲ့ Dream Family ပေါ့မိသားစုလိုမျိုးကျွန်တော်တို့လူငယ်တွေကိုဟိုသင်ပေးတာပေါ့နော်သင်ပေးတာပေါ့သူတို့ရဲ့ဒီစိတ်ဝင်စားတဲ့သူတွေကို လမ်းမှန်ရအောင်နီးစနစ်ကြအောင်ပေါ့ကျွန်တော်တို့ခေတ်တုန်းကကျတော့ဒီလိုဟိုတင်ယူလို့မရဘူးလေဒီလိုတင်နှန်းနေမရှိဘူးပေါ့အခုခေတ်ကျတော့လူငယ်တွေကိုကျွန်တော်တို့ကဒီအရာတစ်ခုကိုဟိုလုပ်ငန်းတစ်ခုအရာတစ်ခုကိုကျွမ်းကျင်ဖို့ဒီဘလို့လောက်ရလဲဆိုတော့အစိတ်ပိုင်းလေးတစ်ခုကိုတီးဖို့တောင်းမယ်ဒီအစိတ်ပိုင်းလေးတစ်ခုကဘာမှမခက်ဘူးဒါပေမဲ့အဲ့အစိတ်ပိုင်းလေးကိုတီးဖို့ကျွန်တော်တို့3-4နှစ်လောက်ကြာသွားတယ်ပေါ့နော်ဟိုအမြင်လည်းမရှိဟိုသင်တန်းလည်းမရှိနဲ့အဲ့တော့လည်းအင်တာနက်လည်းမရှိ YouTube ညာလည်းကြည့်လို့မရတော့3-4နှစ်လောက်ကြာတယ်ပေါ့ အခုခေတ်လူငယ်ကြတော့ကျွန်တော်တို့အဲ့လိုအဖြစ်မခံနိုင်ဘူးဟိုသူတို့လည်းဟိုမြန်မြန်ဆန်ဆန်လေးသိသွားစေချင်တယ်ဟိုအချိန်အကြာကြီးဗျာအချိန်ကုန်ခံအချိန်အကြာကြီးအဲ့လိုမျိုးကုန်နေမှာဆိုလို့ပေါ့အဲ့ဒါကိုရည်ရွယ်ကျွန်တော်သင်တန်းလေးဖွင့်တာတကယ်စိတ်ပါဝင်စားတဲ့သူတွေဆိုရင်သင်တန်းမှာလာ join လို့ရပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်ဒီကနေဆင်ဖိတ်ခေါ်ပါတယ်เนาะကျွန်တော်တို့အကောင်းဆုံးကျွန်တော်အဓိကအခြေခံကိုပဲသင်တာအခြေခံပဲသင်တာ ဟို moment တင်နိုင်လို့နှစ်နှစ်သုံးနှစ်ရှိပြီးသားလူတွေတော့ moment တင်နိုင်တော့ကျွန်တော်မဖွင့်ဖြစ်သေးဘူးအခုအခြေခံတွေပဲကျွန်တော်လုပ်ပြတယ်ဘာမှမသိသေးတဲ့နားမလဲသူတွေကိုဟိုဝါလုံးကစပြီးတော့ဗောနော်အဲ့လိုအခြေခံတင်ပေးတာပါခင်ဗျာဟုတ်ကဲ့အာဟုတ်ကဲ့ကျွန်တော်ရှိမှာတင်နန်းတတ်မယ်ဆိုရင်တော့ကျွန်တော်အချိန်ကတော့အများအားဖြင့်ကျွန်တော်နှစ်လယူပါတယ်ဗျဟိုနှစ်လအထက်တော့မယူနှစ်လအထိမှသူတိတ်ပြီးမလိုက်နိုင်ဘူးဆိုရင်တော့သူတို့အိမ်စာပေးပြီးပဲအဲကျွန်တော်တို့လှုပ်ခိုင်းလိုက်တော့တယ်ဗောနှစ်လအထိတော့အနီးကပ်ကျွန်တော်ယူပေးတယ်တချို့ဆိုလို့ရှိရင် အပြင်မှာနည်းနည်းပါးပါးအလိုဟိုပုံဆွဲတာလေးတွေဗာလေးတွေခဲရန်လေးနဲ့ချစ်တာလေးတွေပုံလေးတွေနဲ့မစိမ့်တဲ့သူတွေကြတော့ဟိုတလခွဲတလလောက်ဆိုရင်ကိုကျွန်တော်တို့ကဒီဘလို့လောက်ရတယ်ဘလို့အသုံးပြရဘလို့ကန်ရတယ်ဆိုရင်နီးစနစ်ကလေးတက်ကနစ်လေးပြောပြလိုက်ရင်သူတို့နားလေတချို့ကြတော့နည်းနည်းလေးအမြင်စိမ့်တဲ့သူဝေးတဲ့သူကြတော့ကျွန်တော်နှစ်လလောက်ခေါ်ထားတယ်အဲနှစ်လမှာပဲသူမလိုက်နိုင်သေးဘူးဆိုရင်ကျွန်တော်တို့ကတစ်ခါသူ့ကိုအိမ်မှာလှုပ်ဖို့အတွက်ကိုပဲ ပြန်လွှတ်လိုက်တယ်ပေါ့နော်နောက်မှသူကအိမ်မှာလုံရင်လုံရင်တော့မသိတော့လှမ်းမေးကျွန်တော်တို့ရှင်းပြတာပေါ့အဲ့လိုမျိုးပါခင်ဗျာဟုတ်ဟုတ်ကဲ့အခုဒီပြိုင်ပွဲတွေမှာစူးရတယ်မရဘူးဆိုတာနဲ့ပတ်သက်ပြီးတော့ဒါအခုတို့မေးလို့ကျွန်တော်ဒါစူးရဲ့အကြောင်းပြောပြတာပါလူငယ်တွေလည်းမိုဒီဖြစ်အောင်လို့ပေါ့နော်ဟိုပြိုင်ပွဲပြိုင်မှလည်းမဟုတ်ပါဘူးခင်ဗျာကိုဝါသနာကလေအဲ့ဒါလေးတစ်ခုကြားရဲဖြတ်ပြောတာပါ ဟိုပြိုင်ပွဲတွေမပြိုင်ဘူးစုလည်းမရှိဘူးလည်းရပါတယ်ကိုဝါသနာပါတဲ့လို့ကိုကောင်းအောင်လုပ်လို့ရတယ်ကျွန်တော်တို့ကပြိုင်ပွဲတွေသွားပြီးတော့စုတွေဘာလို့အဲ့လိုဟိုစုတွေရရတယ်ဘာလို့အဲ့ဒါတွေလုပ်လဲဆိုတော့ဟိုဒါလေးကတမိုင်းပေါ့ဗျာနော်ကျွန်တော်တို့ကဒီဒီစုရလို့လည်းဘာမှတော့ဟိုအပြောင်းလဲမရှိပါဘူးဒါကိုရဲ့ဒီတမိုင်းပေါ့ကိုဒီဟာလုတ်ခဲတဲ့နောက်ချင်းကိုအသက်ကြီးသွားတဲ့ခါကျတော့ဒီနှစ်ဒီချင်းဒီကာလတွေရရဦးပါလားပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ကပွဲတွေသွားတာပါ ဟိုပွဲမသွားဖြစ်တဲ့ဟိုညီကိုတွေဘာတွေကိုလဲဟိုမပြောမပြောလို့ပါအောင်เนาะကျွန်တော်အဲ့ဒါလေးတော့မေတ္တာရက်ခံပြရတယ်ဟုတ်အခုဒီစုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောရမယ်ဆိုရင်တော့ဒီပြိုင်ပွဲတွေကတော့ဒါကတော့ဟိုအနေအမြင့်ကတော့ရှိတာပေါ့เนาะကျွန်တော်တို့ရှုံးခဲ့တာကြီးလည်းအများကြီးပဲဟိုစုရခဲ့တာကြီးလည်းအများကြီးပဲပေါ့အော်ပထမအဦးဆုံးပြိုင်ပွဲဝင်တာဘယ်တော့ဝင်လဲဆိုလို့ရှိရင်ကျွန်တော်2000အော်2016စက္ကွန်ဂျာလီမှာလည်းပြအဲဂျာလီမှာ အာကျွန်တော်ဒီဒီကန်တော်ကြီးပဲလစ်မှာလောက်တယ်ကျွန်တော်တို့ဒီအကိုဆရာတွေဒီမြန်မာပြည်အကိုဆရာတွေလောက်ပြီးတဲ့ပွဲမှာကျွန်တော်ဝင်ပြိုင်တယ်အဲတော့အဆုမရပါဘူးအဲကပထမတပွဲမရဘူးဒုတိယပွဲအနေနဲ့ကျတော့ကျွန်တော်က2019မှာ2019မှာဒီစင်ကာပူမှာလောက်တဲ့ဒီစင်ကာပူ H ဟိုစင်ကာပူ in show ပေါ့စင်ကာပူ in show မှာကျွန်တော်တော့ပြိုင်တယ် တော့ပြိုင်တဲ့အချိန်မှာဒါဒါစင်ကာပူ insurance မှာကျွန်တော်တို့ပြိုင်ထားတာပေါ့အစူးတော့မရခဲ့ဘူးပေါ့နော်ဒါကတော့ certificate လေးပြိုင်ခဲ့တယ်ဆိုတော့ certificate အမှတ်တရလေးပေါ့အဲ့ဒီဘွဲမှာလည်းကျွန်တော်စုမရခဲ့ဘူးအဲအဲ့ဘွဲပြီးတော့အဲ့2019ထဲမှာပဲဒါကလီလာပိုင်းဘွဲပေါ့အဲစင်ကာပူ insurance ကနေပြန်လာပြီးတော့ဒီဒီရန်ကုန်မှာကျတော့6လပိုင်းမှာဒီကန္နမဟိုးစေးမှာတပွဲလောက်တော့ကိုဖင်ကားဆိုတဲ့အမည်နဲ့လောက်တော့အဲ့ဒီပွဲမှာတော့ကျွန်တော်ကဒီ6တောက်တစ်ချောင်းလုံး ခြေတော်တစ်ချောင်းလုံးပတ်လေပေါ့ long sleeve လို့ခေါ်တာပေါ့သူရဲ့ category က blank grey long sleeve မှာကျွန်တော်ကအာစုရတယ်ပေါ့အဲ့မှာလည်းကျွန်တော်မှတ်မှတ်ရရပထမစုရတာပေါ့အဲ့မှာ category ကပြိုင်တဲ့အင်အားနဲ့ဒီပေးမဲ့စုနေရမမျှလို့ကျွန်တော်တို့တဆုပဲပေးတာပေါ့ဟိုပါထုတာမရွေးဟိုဝင်းသားတဆုတဲ့ကိုပဲရွေးမယ်ဆိုတော့အာအဲ့မှာကျွန်တော်တို့ယင်ခုံတာပေါ့အာတတိယလည်းမပါဘူးဒုတိယလည်းမပါဘူးဝင်းသားတယောက်တည်းပဲရွေးမယ်ဆိုတော့ဟိုမျောလင်းချက်ကနည်းတာ အဲ့ဒီမှာပထမစုရလိုက်တာဆိုတော့ဒါဘဝမှာတော့အပျော်ဆုံးပေါ့အဲ့ဒါလည်းသူကလည်း light ပွဲဆိုတော့အပြင်မှာစုတွေပိုင်းတက်ယူစင်ပွဲပိုင်းတက်ယူပါညာဆိုတော့အဲ့ဒါတော့ဘဝရဲ့အမှတ်တရပေါ့နော်ဒါကတော့ကျွန်တော်တို့ဟိုတမိုင်းပေါ့ဟိုစုရလို့လည်းဟိုဘာကောင်းညာကောင်းမဟုတ်ပါဘူးဒါဟိုတမိုင်းပေါ့ဟိုတမိုင်းလေးပေါ့ကိုယ့်ရဲ့ကိုဘဝရှောက်လန်းတဲ့ဟာလေးရဲ့အမှတ်တိုင်လေးပေါ့အဲ့ဒီမှာတပွဲရတယ်အဲ့ဒီမှာ2019 6လပိုင်းမှာစရတာဒါလေးပေါ့ဒါလေးကကျွန်တော်တို့ Go Finger မှာ ဒီဒီမှာရေးထားတဲ့ late late or am sleep ဆိုတာဒီလက်တစ်ချောင်း6တောက်တစ်ချောင်း black grey ပတ်လေရေးတဲ့ဟာမှာကျွန်တော်ဒီကဝင်တာပေါ့ဝင်တာအဲ့ဒါလေးတော့ဒါကတော့မှတ်မှတ်ရရပေါ့နော်ဟိုဟိုပါဒုတရဲ့လို့ဒုတမရှိတော့ဘဲနဲ့ဝင်တာတစုတည်းကိုပဲပြီးတဲ့နေရာမှာရခဲ့တာပထမအဦးဆုံးရတဲ့စုလေးလည်းဖြစ်တယ်ဟိုဝင်တာလည်းဖြစ်တယ်ဆိုတော့ဒါကတော့ကျွန်တော်ကျွန်တော်အမှတ်တရလေးပါဒီစုကတော့တကယ်ဘွားရဲ့အမှတ်တရပထမအဦးဆုံးအမှတ်တိုင်လေးပေါ့အဲ့ဒါပြီးတော့နောက်နှစ်ကျတော့ အော်ဒီ2020ကျတော့ဒီကိုဗစ်တွေလည်းဖြစ်နေပြီကိုဗစ်တွေဖြစ်နေတဲ့အချိန်ကြီးမှာကိုပဲအဲဘန်ကောက်မှာပွဲတပွဲရှိရ3လပိုင်းမှာ2023လပိုင်းမြန်မာပြည်မှာဆိုရင်3လပိုင်း21ရက်နေလာမသိကိုဗစ်ပိုးစတွေ့တာပေါ့အဲ့အချိန်မှာကျွန်တော်တို့က3လပိုင်း9ရက်10ရက်လောက်မှာကျွန်တော်တို့ကဘန်ကောက်ကိုတွတ်ပြိုင်တာအဲ့အချိန်မှာကိုပဲဘန်ကောက်မှာကိုဗစ်ပိုးတွေက100 200လူ100 200ဖြစ်နေပြီအဲ့ဒါကိုကျွန်တော်တို့ YouTube မှုကိုပြောပြတာဒီလောက်သေးသေးနိုင်တဲ့ဗိုင်းရပ်တွေဖြစ်နေချားမှာကိုကျွန်တော်တို့က အဲ့ပွဲကိုမရမကသွားပြိုင်ခဲ့တယ်အဲဒီဒီဟာလေးပေါ့ဒါကလည်းအဲ့ပွဲကိုရောက်ခဲ့တယ်ဆိုရယ် certificate လေးပါစုတော့မရခဲ့ပါဘူးအဲအဲ့ပွဲကိုသွားပြိုင်တယ်ဘန်ကောက်မှာ overseas ပွဲတွေကတော့ကျွန်တော်မရဘူးသေးဘူးပေါ့နော်ဒါကတော့ကျွန်တော်ကြိုးစားပါပေါ့ဆက်ပြီးတော့ကြိုးစားအောင်မယ်ကျွန်တော်ပြည်တွင်းပွဲတွေလောက်ပဲရသေးတယ်လက်တလုံးကတော့ overseas ပွဲကတော့ကျွန်တော်တို့နည်းနည်းကြိုးစားနေတယ်ပေါ့ထပ်ပြီးနောက်နှစ်နောက်နှစ်တွေထပ်သွားပြန်ကြိုးစားနေအဲအဲ့ဒါပြီးတော့မှဒီဟာကလည်းဒီဟာကလည်းအဲ့ဒီဟိုပါပဲ2020ထဲမှာပဲ 2020ထဲမှာဒီကျွန်တော်ရဲ့ဒီညီကိုတွေကျွန်တော်လေးစားရတဲ့ညီကိုတွေပေါင်းပြီးတော့လှုပ်ကြတာကိုဗစ်ကာလဆိုတော့လူတွေကလည်းအပြင်မထွက်ရဘူးလေပွဲတွေလည်းလှုပ်လို့မရဘူးလူစုလူဝေးမရဘူးဆိုတော့ online ပွဲလေးအဖြစ်လှုပ်လိုက်တာ online ပွဲလေးမှာလည်းဒါမှတ်မှတ်ရရဒီနှစ်စုရခဲ့တယ်ပေါ့နော်အဲတခုကတခုကဟိုပါပေါ့အဲတခုက Bisbee Black Grey ပေါ့ Bisbee Black Grey ဆိုတော့ပုံအကြီးတွေ size အကြီးတွေကိုရေးရတာနောက်ကြောပြေလို့ပါလို့အဲအဲ့ဒီမှာဒါကျွန်တော်ဟိုဟာသူအဲ့မှာနှစ်ပိုင်းခွဲတာ senior artist ပေါ့နော် စီနီယာအာတစ်စ်မှာကျွန်တော်ဒါဝင်လာရတာပေါ့ဒါ BSP ဝင်လာရအဲဒါလေးကကြတော့ဒုတိယဆူရဒါလေးကကာလာကာလာမီဒီယံပိစ်ပေါ့နော်မီဒီယံပိစ်မှာကာလာကြဒါဒုတိယရဒါလည်းစီနီယာအဲ့လိုနဲ့ပြီးသွားတော့အဲအဲ့နှစ်ထဲမှာပဲ2020ထဲမှာပဲနောက်တစ်ပွဲထပ်လုပ်တာဒါလည်းကျွန်တော်တို့လေးစားရတဲ့အကိုကြီးလုပ်တာမန္တလေးအကိုကြီးလုပ်တော့ကြတော့အဲအဲ့ဒီပွဲမှာဆိုလို့ရှိရင်အဲဒီမှတ်မှတ်ရရအဲ့ဒီပွဲမှာဆိုရင်ရတဲ့ အဲ့ပွဲမှာပဲဒီ category အမျိုးအစား၃ခုမှာကျွန်တော်၃ခုလုံးပထမစုတွေကြီးရတာပေါ့နော်ဒီအယုတ်တည်းပထမစုတွေကြီးရအဲ့မှာဘယ်အမျိုးအစားတွေပါလဲဆိုတော့အော်ဒီ senior black grey bisby ပေါ့ black grey bisby ဆိုတာခုနကလိုပုံကြီးရေးရတဲ့ဟာအဲ့ဒီမှာလဲပထမစုအဲနောက်ပြီးကြတော့ senior artist အဲ media senior artist ဟိုပါပေါ့ဟို bisby ဟိုပါကာလာပေါ့ကာလာမှာလဲအဲ့ကျွန်တော်ပထမစုရတယ်ပြီးတော့ ဟို black gray အဲ black gray medium မှာပေါ့နော်အဲ black gray medium မှာလဲအဲ့ဒါပထမဆုရအဲ့တော့ဟိုပထမဆု၃ဆုမှတ်မှတ်ရရအဲ့ဒီပွဲမှာအဲ့ဒီ၃ဆုကပို့ပြီးတော့အမှတ်ရကိုကောင်းတာကကျွန်တော်ကဒီဟာကတော့ကျွန်တော်ပထမဆုံးရတဲ့ဟာဆိုတော့ကျွန်တော်ရဟိုပါပေါ့နော်ပထမဆုံးကြောက်တယ်အမှတ်တရရပေါ့အော်ဒီနောက်ဆုံးရခဲ့တဲ့ဒီပွဲမှာဒီ online ပွဲမှာလဲဒီ၃ဆုကအာကျွန်တော်ပို့ပြီးတော့ဒီအယုတ်ကြီးကိုပို့ကြိုက်စုစိတ်ကြီးဒါကျွန်တော်တို့ရဲ့ ကျွန်တော်ဒီကျွန်တော်တို့လေးစားရတယ်ကျွန်တော်တို့အကိုကြီးအခုဆိုရင်ဒီမြမကြီးမှရှိရတတူပွဲတွေမှာဆိုရင်လည်းသူ့လက်ရာတွေနဲ့ကြည့်ရလောက်တာသူရဲ့ဖန်တီးမှုအရန်ကောင်းတယ်ကျွန်တော်တို့ကိုကြီးကိုစီသူရဲ့ဒါလက်ရာလေးပါကိုစီသူဒီမှာလိုကိုလေးတော့ပါသူ့အယုတ်သူ့လက်ရာလေးတွေကျွန်တော်အပိုင်ဆိုင်ခွင့်ရတော့ဒါလည်းကျွန်တော်အမှတ်တရဒါလုံးဝဒီယုတ်ကြီးတွေကကျွန်တော်အကြိုက်ဆုံးတယ်ရခဲ့တဲ့တစိတ်ထဲမှာပေါ့နော်အဲဒါလေးတွေအမှတ်တရဟိုပွဲနဲ့ပတ်သက်ပြီးတော့ဟိုညီငယ်တွေကို ဟိုမပြိုင်တဲ့ညီငယ်တွေကိုလည်းဟိုဟိုမပြောဘူးเนาะမပြိုင်တဲ့သူတွေလည်းဟိုရှုရခြင်းမရခြင်းနဲ့တော့မဆိုင်ဘူးဒါပေမဲ့ပြိုင်ပွဲလေးတွေတွားတော့ကျွန်တော်တို့ကမူတီဖြစ်တာပေါ့ဗျာပြိုင်ပွဲလေးတွေပြိုင်နေတော့ကျွန်တော်တို့ကအတိတ်ဖြစ်တာပေါ့ကျွန်တော်တို့ဖုန်းတွေဒီ software တွေမှာတောင်နောက်ဆုံး Facebook တွေအများဆုံးနဲ့ Facebook တွေ software တွေမှာတော့ကျွန်တော်တို့ကအဲအတိတ်တွေကမြင့်မြင့်နေရတာဟုတ်မမြင့်မဲနေကို့ဒီ software ကြီးကသုံးလို့နှေးတာတွေကြံခဲ့တာတွေရှိတာဟုတ် အဲ့လိုပဲကျွန်တော်တက်ဒူးมาလဲကျွန်တော်လက်ရာတွေတနည်းနဲ့တနည်းအဲတနည်းနဲ့တနည်းတလားလဲတလားတနည်းနဲ့တနည်းမတူအောင်ကျွန်တော်တို့ကအတိတ်မြင်ရမှာအတိတ်မြင်ရမှာဆိုကိုကိုကိုအတိတ်မြင်ရမှာပစ္စည်းတွေကိုလည်းပေါ်တဲ့အတိတ်တွေအတိတ်ဝဲသလိုကိုကိုကိုလည်းအမြဲတမ်းဟောပါတော့လူငယ်လူတွက်လက်နေအတိတ်မြင်ရမှာအဲ့ဒါအတွက်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ပြိုင်ဝဲတွေဝင်တာပါဟိုပြိုင်ဝဲတွေဝင်တော့ကျွန်တော်အမြဲတမ်းစူးစမ်းခြင်းစိတ်တွေဖြစ်နေတာအဲအဲ့ဒီအတွက်ကြောင့်ဟိုပွဲတွေကရှိနေတယ်ဆိုတော့အော်နေ့စဉ်နဲ့ညတာဟိုပဲစူးစမ်းဖို့ပဲခေါင်းထဲမှာရှိနေတော့ ဟိုကျွန်တော်တို့ရဲ့လက်ရည်လေးစမ်းသစ်တာပေါ့ဟိုတစ်နှစ်ထဲတစ်နှစ်ပို့ပြီးတော့ကိုယ့်ကိုတိုးတက်အောင်လို့ပေါ့နော်ပွဲတွေဝင်တာပေါ့ဝင်တဲ့အကြောင်းရင်းကတော့ဟိုကိုယ့်ကိုတိုးတက်အောင်လို့ကိုမိုဒီကိုကိုယ့်အကူပြန်တိဆောက်တယ်ရှုံးခဲ့တာကြီးလည်းအများကြီးခုနပြောလေကျွန်တော်တို့စင်ကာပူပွဲတွေပါနိုင်ငံခြားပွဲတဝဲသွားရဆိုမလွယ်ဘူးအခုငွေစည်းနဲ့မပြောဘူးအဲ့ဒီ2019ကငွေစည်းနဲ့ကိုပဲကျွန်တော်တို့ဟိုဒါပြောပြရင်သိန်း340ကုန်ခံပြီးသွားရတာအစုမရရင်ပြန်လာပေါ့ ဘိုင်းနယ်ဘက်လက်ပြန်လာပေါ့သူရတော့လဲပျော်စရာကြီးပေါ့အဲ့လိုမျိုးသွားတာဒါကလည်းကိုသွားမှကိုကလည်းခုနကျွန်တော်ပြောလို့မော်ဒီရမှာလေနိုင်ငံခြားပွဲတွေသွားတော့ကျွန်တော်တို့သူတို့လုတ်တဲ့အမြင်တွေပါရရတယ်ဒါကျွန်တော်တို့ရှေ့လုတ်ရမယ့်ဟာတွေအားရှိတယ်အဲပြီးတော့နိုင်ငံခြားပွဲတွေသွားတော့ကျွန်တော်တို့ပြထားပါတော့ဟိုဘဲနယ်ပဲမဆိုပါပဲညီကိုတို့ဆိုင်ကယ်ဝါနာပါပဲပြည်ပဲဖြစ်ကားဝါနာပဲဘောလုံးဝါနာပါပဲဖြစ်သူတို့ရဲ့အိုင်တော်တွေဆိုတော့ရှိမှာပဲပေါ့နော်အဲနယ်ပဲအသီးသီးမှာကျွန်တော်တို့ကလည်း ဒီစင်ကူပွဲတွေဘန်ကောက်ပွဲတွေသွားတယ်ဆိုတာကျွန်တော်တို့စုရချင်းမရချင်းဆိုတာထက်ကျွန်တော်တို့ကပွဲသွားတဲ့အချိန်မှာဥမာထားပါတော့အမေရိကကကျွန်တော်တို့ကြိုက်တဲ့ဆရာကြီးတယောက်ကလာမယ်စင်ကာပူပွဲကိုလာမယ်ဆိုရင်ကျွန်တော်အခုစင်ကာပူဆိုကျွန်တော်တို့နိုင်ငံနဲ့နှီးမယ်ဘန်ကောက်ဆိုလည်းနှီးမယ်နှီးနှီးလေးဆိုသူတို့ရောက်တော့ကျွန်တော်တို့ကအဲ့ဒီပွဲကိုအရောက်သွားလိုက်တော့ကျွန်တော်တို့အားကြလေးစားရတဲ့အိုင်ဒေါ်ကြီးတွေရဲ့လက်ရာတွေသူတို့အသုံးပြုတဲ့သူတို့ရဲ့ဒီခုန safety ကျမ်းမိုက်ဘလို့တွေလောက်ကြလဲသူတို့ရဲ့ အလုံးလုံးပုံတွေကျွန်တော်တို့အနီးကပ်လေ့လာခွင့်ရတယ်။အဲ့လိုမှကျွန်တော်တို့ပွဲကိုမသွားဘူးဆိုရင်ကျွန်တော်အဲ့ဒီကျွန်တော်အိုင်ဒေါ်အမေရိကန်မှာရှိတဲ့သူတွေဟလားနယူးဇီလန်မှာရှိတဲ့အိုင်ဒေါ်တွေသူတို့ရဲ့အလုတ်ခန်းတွေကိုကျွန်တော်မသွားနိုင်ဘူးလေဘလို့မှလည်းသူတို့အလုတ်ခန်းကိုလည်းကျွန်တော်တို့သွားလို့ရမှာမဟုတ်ဘူးအဲ့တော့သူတို့ဒီကအနီးဆက်ဆုံးကိုရီးယားရဲ့အနီးဆက်ဆုံးအိမ်နီးချင်းနေရာတွေကိုလာတဲ့ချိန်မှာကျွန်တော်ကသွားပြီးလေ့လာတာအဲကြောင့်လူငယ်တွေနောက်တစ်ခုအကြံပေးရင်သွားတင်ပါလေပွဲတွေကိုသွားတင်သွားပြီးတော့လေ့လာလေ့လာပြီးတော့ဒီမှာပြန်လာပြီးတော့ ကိုမျှဝေပေါ့နော်ကိုဟိုကလေးလာလို့ရတဲ့ဟာတွေဒီမှာပြန်ကျွန်တော်တို့ဆိုလည်းနိုင်ငံညာပွဲတွေသွားဟိုပွဲဒီပွဲသွားရခဲ့တဲ့ဒီအသိပညာလေးတွေဒီမှာကိုတပည့်တွေကိုညီကိုတွေပြန်ပြီးတော့မျှဝေရတာပါပဲဒါတော့အကိုတို့မေးလို့စုရည်နဲ့ပတ်သက်ပြီးတော့ပြောပြတာပါခင်ဗျဟုတ်စုမရလို့လည်းဘာမှတော့မဖြစ်ပါဘူးစုရခြင်းမရခြင်းနဲ့တော့မဆိုင်ဘူးခုနပြောလို့နေ့စဉ်ကိုလှုပ်တဲ့အလုပ်ကလေးကိုဝါသနာကိုရင်ခံပြီးတေချာလေးလှုပ်စေချင်ပါခင်ဗျညီကိုတွေအားလုံးဟုတ်ကဲ့ပါ